အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမက်လ12ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်သတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးအင်းတစ်ပုဒ်ကိုတော့ TikTok ကဖော်ပြထားတဲ့ Italy Serie A Club Atalanta အသင်းရဲ့တိုက်စစ်ကစားသမား Attimola Lokman တရင်မှာကျွန်တော်စလိုက်အောင်။ Arsenal နဲ့ Galatasaray တရင်ထွက်ခဲ့မှုရဲ့လက်ရှိချိန်ကြီးတဲ့တရင်ထွက်နေခဲ့တဲ့ဒီကစားသမားကလာမယ့်နေရာဒီမှာ Atalanta အသင်းစီကနေပြီးတော့ထွက်ခွာသွားတော့မှာပါ။အဲ့တော့သူထွက်ခွာမှာကျင်းတည်တဲ့အနေအထားမှာသူ့ရဲ့ဦးစားပေးသွားခြင်းနဲ့ Liga Premier League ဆိုပြီးတော့ သူကဝန်ခံထားတယ်။အဲ့တော့ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာဆိုတော့အာဆင်နယ်နဲ့ချဲစီကဒီကစားသမားကိုလက်ရှိချိန်မှာဆက်သွယ်မှုတွေလုပ်နေတယ်။အဲ့တော့ဒီကစားသမားကနွေရာသီမှာထွက်ခွာမှာဖြစ်လို့သူဦးစားပေးထွက်ခွာခြင်းနဲ့လိဂ်ကလည်းပရီးမီးယားလိဂ်ဖြစ်တာဖြစ်တဲ့အတွက်အာဆင်နယ်ရောချဲစီရောလက်ရှိချိန်မှာဒီကစားသမားကို ချိတ်ဆက်မှုတွေလုပ်နေပါတယ်။နီးပြဂက်စပါရီနဲ့အဆင်မပြေမှုတွေဖြစ်နေတဲ့ဒီကစားမကတော့လူရသည်မှာကျင်းတဲ့ထောက်ကမှာဖြစ်ပြီး Transport Market မှာ UO 55တန်တန်ကြီးရှိတယ်။29ရက်နေ့နိုင်ဂျီးယားသားကတော့2026ခုနှစ်စကြုံတန်ရှိတာဖြစ်တဲ့အတွက်ဒီနေမှာမှမရောချနိုင်ရင်တော့2026နေမှာအလွတ်နဲ့လက်လွတ်သွားရတော့မှာပါ။ဒါကြောင့်မို့ဒီကစားမကိုပြောင်းရွှေ့ခြင်းမြင်မာစွာနဲ့ရောင်းချတယ်ဆိုတာထက်ကစားသမားသွားကြည့်တဲ့အသင်းနဲ့ပြောင်းရွှေ့တဲ့စုံတွေကညှိနှိုင်းဖို့ပဲအတ္တနာတို့ကဦးစားပေးလုပ်ရတော့မှာပါ။ဒီရာတီပွဲ30မှာ78ဂိုးသွင်းပြီးတော့6လုံး ံးဖိုင်ထားတယ်။ချန်ပီယံလိမှာ၅ဂိုးသွင်းပြီးတလုံးဖိုင်ထားတယ်။မနစ်ကဆိုရင်၁၈ဂိုးသွင်းပြီးတော့၉လုံးဖိုင်ထားပြီးတော့ရှေ့တက်တက်တောင်းအောင်ဆို၁၅ဂိုးသွင်းပြီး၆လုံးဖိုင်ထားတဲ့ဒီကစားသမားရဲ့ performance ကိုကြည့်မယ်ဆိုရင်တရာတီကို twin goal ဖန်တီးမှုစုစုပေါင်း contribution အကျိန်၂၀လောက်ထိသူ့စီကကျွန်တော်တို့မျှော်လင့်လို့ရရပေါ့လေ။ဘက်ကို तू ကတော့ UO ၄၄၀၀ပဲရနေတယ်။တစ်နှစ်ကိုမှ UO ၂သမ၃သမပဲရနေတယ်။တစ်ချိန်လုံးကတော့ Premier League မှာကျင်လည်ခဲ့မှုတယ်။အထူးသဖြင့် Championship Club တွေလည်းဖြစ်တဲ့ဒီ chart တန်မှာသူကျင်လည်ခဲ့မှုတယ်။အဲ့ရမှာတစ်ဆင့် Everton ဖူဟန်လက်စတာအာပီလစ်ဗစ်ကနေတဆင့် UO 6သန်းနဲ့2022ခုနှစ်မှာဒါအတ္တလနာတင်းကိုပြောင်းလာခဲ့တာဗောလေအသက်29နှစ်တည်းကိုရောက်နေပြီဆိုပေမဲ့လက်ရှိချိန်မှာခေါ်မယ့်အသင်းအတွက်ဆိုလို့ရှိရင်တော့တကယ် used to ဖြစ်ပြီးတန်းသုံးလို့ရတဲ့ကစားသမားပဲဒါပေမဲ့အာဆင်နယ်ကတိုက်စစ်အထောင်ရော ဝင်းကပချမ်းမော်ကုန်းကုန်းသုံးလို့ရတဲ့အတီမိုလာလော့ကမန်ကို28နှစ်သားတယောက်ကိုခေါ်ပါမလားခေါ်မယ်ဆိုလဲဘဲကလပ်သင်းမဲ့ကိုကိုဒီစားမောက်၄နှစ်၅နှစ်ကွန်ထရက်ကတော့ချုပ်ရမှာဒီနေထားမှာဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသဘောကျတယ်ဆိုပေမဲ့အခြား option တွေကိုဦးစားပေးကြည့်မှာပဲဒီစားမောက်ကိုခေါ်ယူသွားနိုင်ချေရှိတယ်လို့ကျွန်တော်ကထင်တယ်တင်းတော့ကတော့သတင်းတွေကိုသူကဖော်ပြမှာပဲကျွန်တော်တို့ကနောက်ဆုံးရ update သတင်းတွေကို ဒီလိုဘာသာပြန်ပါပဲဒါပေမဲ့တကယ်ဖြစ်နိုင်ကြ reality ကတော့ arsenal ရဲ့နံပါတ်1ပြည့်မှတ်ဖြစ်တဲ့ nico william နံပါတ်2ပြည့်မှတ်ဖြစ်တဲ့ antony simino နံပါတ်3ပြည့်မှတ်အဖြစ်ဒီလိုတိုက်စစ်တောင်းမှတိုက်စစ်နေရာနေရာစလုံးဘက်စလိုက်ဖြစ်ဖြစ်ဆုတ်လို့ရတဲ့ကစားသမားတွေကတော့ဈေးကွက်ထင်မှာအများကြီးတနည်းနေထွက်နေပါလေအဲ့တော့ကျွန်တော်ကတော့အတီမိုလာလော့ကပန်ကိုကြိုက်လာဆိုတော့ကြိုက်တယ် ဒါပေမဲ့ပရီးမီးယားလိမှာအသားကျပြီးသားဆီမီညိုတို့စပိန်မှာကျန်းကျင်နိုင်ကျန်းနေခဲ့တဲ့နီကိုဝီလန်တို့ထက်စားလို့ရှိရင်တော့ပြောင်းရွှေ့ကြီးတိတ်ပြီးမတိမ်မင်းဆိုရင်တော့အရှေ့ကကစားသမားညက်ကိုပဲဦးစားပေးပြီးခေါ်စီချင်ပါတယ်ဒုတိယမြောက်သတင်းတပုတ်ကတော့အန်တိုနီဆီမီညိုနဲ့ပတ်သက်ပြီးတော့ cough site ကဖော်ပြထားတာ cough site ကဖော်ပြထားချက်အရနွေရာသီပါအာဆီနယ်ရဲ့နံပါတ်၁ပြစ်မှတ်အဖြစ်သဘောထားနေခဲ့တဲ့တိုက်စစ်တောင်းပန်ကစားသမားတွေကအန်တိုနီဆီမီညိုနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာပရီးမီးယားလိပြိုင်ပတ် ထိပ်သီး6သိန်းနဲ့မှလည်းပါတဲ့ Tottenham Hotspur အသင်းက UO န်း40နဲ့ကန်လန်းမှုပြင်ဆင်နေပါတယ်တရင်ဝင်ကန်လန်းမှုတော့မလုပ်ရသေးဘူးဈေးကွက်လည်းမဖွင့်သေးရဖြစ်တဲ့အတွက်ဒါပေမဲ့စပါးသင်းကတော်တော်လေးသဘောကျနေပြီးတော့အာဆီနယ်အနေနဲ့ဈေးကွက်ထင်မှာတက်စစ်တောင်းမဲ့ option တွေဈာတွေကသူတို့သဘောကျတဲ့ကစားမတူဘူးပြိုင်ဘက်တီကအလူရက်ခေါ်ဖို့လက်ရှိချိန်မှာတော့ပြင်ဆင်လာပြီဆိုပြီးတော့ cost site ကဖော်ပြသွားရပေါ့လေဒီနေရာမှာဘုံမောက်ကတော့သူတို့ရဲ့တက်စစ်တောင်းမဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ဘေးရေးပြန်ပြန်ရမှရောင်းမယ်ဆိုပြီးဈေးနှုန်းသတ်မှတ်ထားခြင်းတော့မရှိသေးဘူးအာဆီနယ်ပါဝင် Manchester United Chelsea, Newcastle နဲ့ Napoli တို့လိုကလပ်သင်းတွေကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအနီးကပ်စောင့်ကြည့်နေပါဗါတယ်။ Arsenal ရဲ့နံပါတ်1ပြစ်မှတ်က Nico Williams ဖြစ်တယ်ဆိုရင်အဲ့ဒီကစားသမားနဲ့ဒန်တူရှင်ပြီးရွေးဖို့ရှိတာကတော့ Anton Semenyo ပေါ့လေ။လောလောဆယ်တော့ Spurs ကလိုက်နေဆိုပေမဲ့ဒီကစားသမားက Arteta နဲ့တာပုံကိုရဲ့ agreement ရမယ်ဆိုရင်အာဆီနယ်တကယ်ခေါ်ရင်ဆိုရင်တော့ခက်ခဲပွေရမရှိဘူး။ဘာကြောင့်လဲဆိုတော့အခုနောက်ဆုံးကြားတဲ့အင်တာဗျူးတချို့မှာဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာ Emirates Stadium မှာကစားသမားဘဝကိုအဆုံးသတ်ချင်တယ်ဆိုပြီးအမြဲတမ်းထုတ်ပြောလို့ရှိရဖြစ်တဲ့အတွက် Arsenal fan တယောက်လည်းဖြစ်တာဖြစ်တဲ့အတွက်တခါကျရင် professional ကစားသမားဆိုရင်ပဲကလပ်သင်းနှစ်ခုကြားထဲမှာပြောင်းရွှေ့ကြေးပြိုင်ပြီးပေးနိုင်တဲ့အခါကျရင်ကစားသမားသွားချင်တဲ့ကလပ်သင်းရွေးတဲ့အခါကျရင်သူတို့ရင်ထဲမှာရှိတဲ့ကလပ်သင်းတွေကအသာရလေးရှိတယ်။ခါကျရင် Arsenal ကကစားသမားကကိုယ့်စီကိုလာချင်နေပြီးကိုယ့်နဲ့ agreement အလုံးလုပ်ပြီးပြီဆိုရင်ဈေးကိုအထက်စီးကနေစစ်လေးရှိတယ်။အဲ့ဒီချက်တော့ကျွန်တော်သိမ့်မကြဘူး။ budget ပိုင်းကအဆင်ပြေဆိုရင်တော့ Arsenal ရဲ့အယောင်းဝယ်လုပ်ချင်တဲ့အပိုင်းမှာတော့ တချို့အသင်းတွေကနဝိမ့်မှာနည်းနည်းလေးရှောင်ဖွေသွားရှိအခြားအသင်းကိုတန်း၃၀နဲ့ရောင်းလို့ရတဲ့အစီအစဉ် အခြေအနေမှာအာဆင်နယ်နဲ့စကားပြုတ်ဆိုရင်တန်း30လောက်တင်ထားလိမ့်ရှိတယ်ပြီးတော့မှသူတို့ဘက်က short ချလိုက်တဲ့ပုံစံမျိုးသွားတယ်ဒါကတစ်ဖက်ကကြည့်မယ်ဆိုအာဆင်နယ်ကပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ရင်တော်တော်လေးကိုမှအချိန်ဝီဈေးစစ်လိမ့်ရှိလို့ပြောင်းရွှေ့ခြင်းမပေးခင်မှာသက်ဆိုင်ရာကလပ်တင်းရဲ့ကစားသမားနဲ့လည်းပုံကူရေး agreement ကြိုပြီးယူထားတယ်ကစားသမားကကိုယ့်ဘက်ကိုလုံးဝရောက်လာပြီဆိုရင်ကိုရီပေးတဲ့တန်ကြီးပဲတစ်ဖက်ကလပ်တင်းကလိုက်နာရမယ်ဆိုတဲ့ပုံစံမျိုးအချိန်ယူပြီးဆွေးနွေးလိမ့်ရှိတယ်အဲလို့ဆိုဒီကစားသမားတော့25နှစ်ရဲ့ဂါနာသားပေါ့လေအရက်ကတော့6ပေ တလက်မှရှိတယ်။음စီမီညိုနဲ့ပတ်သက်ပြီးကြောင်းကြီးကိုပြီးပြလိမ့်မှာမကြခဏကြည့်ဦးမှာပါ။တကယ်ထိပ်သီးသင်းတွေကိုဒုက္ခပေးတဲ့တောင်မန်ကစားသမားကြည့်လိုက်ဆိုရင်တော့ဒါစီမီညိုပဲအဲ့တော့ဒီရသည့်30ဘွဲ့မှာကိုကိုသိပြီးတော့ငါးလုံးဖိန်တာတဲ့ rating အားဖြင့်ဆိုရင်7.2တိတိရှိတယ်။ Bristol City ကနေပြီးတော့ UO 10တန်းနဲ့2023ခုနှစ်ကဘုံမောက်အသင်းကိုပြောင်းလာခဲ့တာ သူကအငှားကားကစားခဲ့တာတော့ဒါ Bay City Newport County Sunderland အဲ့မှာငှားသွားကစားခဲ့ဘူးတဲ့တပတ်ကိုပေါင်9000တော့လောက်ခလာတာရနေတနစ်ကိုပေါင်2.6တန်းပေါ့လေကျွန်တော်ကတော့နီကိုဝီလျံထက်ဆိုင်တော့ပြောင်းရွှေ့ကြီးလေးနည်းနည်းလေးတက်တာခြင်းနဲ့ပရီးမီးယားလိအထာလဲနှက်ပြီးသားဆိုတော့စီမီညိုခေါ်စီခြင်းနဲ့သူ့ရဲ့အနေထားသူ့ရဲ့အသက်အရွယ်ရာဆိုရင်တော့အများကြီးအသုံးဝင်ပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ Premier League official ကဖော်ပြထားပါဗောလေအဲ့ဒါကတော့ လာမယ့်16ရက်နေ့ကျရင်ကံမဲ့အာဆင်နယ်နဲ့ချယ်ဆီအသင်းပွဲစဉ်မှာကင်တွယ်မဲ့ကွင်းလင်တိုင်းနေဘွေရာနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါအဲ့ဒီပွဲစဉ်ကိုကင်တွယ်မဲ့ကွင်းလင်တိုင်းကတော့ခရစ်ကာဗနာအားလုံးမျက်စိထဲမှာမြင်သာအောင်ပြောမယ်ဆိုရင်တော့ပထမကျော် Brighton အသင်းနဲ့ပွဲစဉ်မှာ Declan Rice ကိုနှစ်ဝါဒီနဲ့ထုတ်ခဲ့တဲ့ကွင်းလင်တိုင်းသူကတော့ Brighton ပွဲစဉ်ရဲ့ပြီးတော့ Fulham အသင်းပွဲစဉ်တွေမှာကင်တွယ်ခဲ့ဘူးတယ်သူကင်တွယ်တဲ့ပွဲစဉ်တွေမှာအာဆင်နယ်ကရလတ် မကောင်းခဲ့ဘူးလို့ပြောလို့ရတယ်အမှတ်အပြည့်ဝမရခဲ့ဘူးဗောလေအဲ့ဆို तू ကတော့ကွင်းလက်တိုင်းဖြစ်ဂိုင်တွေမဲ့ဘူယာဂိုင်တွေမှာတော့ Jared Grealish နှစ်ယောက်စလုံးကတော့ Arsenal နဲ့ပတ်သက်လို့ရှိရင်တော့တိတ်ပြီးမှတ်တမ်းကြီးအရန်ကောင်းကြတာမဟုတ်ဘူးဒါကတော့ Premier League ဒိုင်းကအာဆင်နယ်ဆိုရင်တော့တကယ် focus တားပြီးတစ်ခါလေကြောက်လို့ရှိရင်သူတို့ဆုံးဖြတ်ချက်တွေကတစ်ဖက်ဆောင်နဲ့ဆန်လေးရှိရဲ့ကဲဒါတော့ထားပါပထမကြော့တွေးဆုံမှုမှာတော့ကျွန်တော်တို့ဒီ Chelsea ကိုတည်ကြခဲ့တယ်တကိုးတကိုးအနေထားရပေါ့လေအဲ့ဆိုအာဆင်နယ်ကလက်ရှိချိန်မှာတော့အဆင့်နှစ်နေရာမှာရှိတယ်ချယ်ဆီကတော့အဆင့်၄နေရာမှာ ရမတ်အားဖြင့်ဆိုလဲ6မတ်ပဲကွာဟာတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီ6မတ်ကပိုပြီးပြသသားဖို့တော့လိုအပ်တယ်ကျွန်တော်တို့ရဲ့တကယ် reality အမှန်တရားကနံပါတ်1ကအသင်းနဲ့ရှင်ရမှာထက်နံပါတ်3 4အသင်းတွေကိုပိုပြီးအမှတ်ဖြတ်ထားနိုင်ပြီးတော့ champion league ဝင်ဝင်တရားဒီမှာစသိန်းမိမှာအရာယူသွားနိုင်ဖို့တော့အရေးကြီးရပေါ့လေအဝေးကွင်းဒီမှာဆိုရင်တော့ဒါ Chelsea အသင်းက14ပွဲမှာ6ပွဲနိုင်တယ်3ပွဲတည်း9ပွဲရှုံးထားတယ် အဝေးကွင်းရလက်အရင်ကောင်းတယ်တော့ပြောလို့မရဘူးတစ်ဖက်မှာလည်းအာဆင်တွေကအင်ကွင်း73ပွဲမှာ10ပွဲနိုင်ထားတယ်4ပွဲတည်2ပွဲရှုံးထားတယ်နိုင်ပွဲများတာမှန်ပေမဲ့ကြည်ကြီးကြထားတဲ့4ပွဲလည်းအာဆင်နဲ့အတွက်ဆိုရင်တော့ဒီအရှိလာရီတုန်းကတိုက်တဲ challenger အတွက်ဆိုရင်တော့ဆုံးရှုံးမှုကြီးမားခဲ့ပြလို့ရတယ်ဒါကြောင့်မလို့အာဆင်နဲ့နေနဲ့ ိုယ့်ရဲ့အိမ်ကွင်းမှာချဲစီကိုအခန့်ကစားရခါမှာအနိုင်သုံးဘက်ကိုယူသွားနိုင်မလားစောင့်ကြည့်သွားမှာပါအဲ့လိုနိုင်ပွဲတစ်ပွဲပုံဖော်တဲ့ခါမှာအရေးပါတဲ့ပွဲကိုကင်တွေတဲ့ကွင်းလက်နိုင်တဲ့ဘွေရာတွေကိုလည်းကျွန်တော်ကအခုလိုသတင်းတပုတ်ဖြစ်အမြဲတမ်းဖော်ပြပေးလို့ရှိပါတယ် ဒီ season လေးကိုဒီကောင်းဝင်ကြီးပေါင်းပြီးတဲ့ရှုဘလုံး online ကြီးုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်း6916633935တင်ကြောင်းဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်မှာဖြစ်လို့ငွေပုံချာရှိမှဘလုံးပွဲတွေလောက်မှာဘလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှုရက်ချပြီးကျွန်တော်အားပြလို့ရပါတယ် Viber ခုရှိကို Sport Internet ငါသုံးလုံးမိတူကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးတင်တဲ့ပုဂ္ဂိုလ်တော့ feature ကပေါ်ပြထားတဲ့လိုရာတီမှာ Arsenal ကိုပြစ်မှတ်ထားတဲ့တိုက်စစ်ကစားမှာ9ရောက်တခါလေးဖော်ပြသွားတော့မယ်ခုနှစ်ယောက်စလုံးတော့အသေးစိတ်မဖော်ပြတော့ဘူးတချို့နာမည်တွေကကြောင်းကြီးကိုကြီးပြီးသားဖြစ်နေတဲ့အတွက် ပထမဆုံးတယောက်ကတော့အလက်ဇန္ဒားအီဆက်နယူကာဆယ်ကတိုက်စစ်ကစားသမားပြိုလိုက်ကြိုက်တဲ့နေ့စဉ်ကဈေးအရန်ကြီးမဲ့ကစားသမားတူဦးအာဆင်နယ်နဲ့ဒီမရောက်ခင်တည်းကဆိုစီတက်မာရီကတည်င်းထွက်ခဲ့ကစားသမားနံပါတ်2နဲ့မှာတော့အိုလီဝါကင်းအာဆင်နယ်နဲ့အမြဲတမ်းတည်င်းထွက်ခဲ့တဲ့ကစားသမားလည်းအာဆင်နယ်ဖန်ဒါပေမဲ့ဘယ်တော့မှမအပြောင်းအရွှေ့မဖြစ်ခဲ့တဲ့ပလေယာတစ်ယောက်နံပါတ်3နေရာမှာတော့လီယန်တီလက် ူကတော့အစ်စစ်တောင်းတဲ့တိုက်စစ်ကစားသမားဒါပေမဲ့အရန်ကြီးကောင်းတဲ့တိုက်စစ်ကစားသမားမဟုတ်ဘူးဒီယာတီမမနာမည်ထိုးထွက်လာခဲ့လို့ပြောလို့ရတယ်။သူလည်းယာထားတဲ့စီးနဲ့မှာပါလာခဲ့တယ်။နံပါတ်၄နေရာမှာတော့စမူအိုမိုဒီရွန်လို့ခေါ်တဲ့ပေါ်တိုသင်းရဲ့တိုက်စစ်ကစားသမားအခုနောက်ပိုင်းခက်ဆစ်စစ်တည်င်းတွေထွက်နေခဲ့တဲ့အရန်မောင်းမြင်မှာပြီးတော့ဖေဘီယိုဘီရဲရနဲ့ဆက်ဆံရေးကောင်းရှိတဲ့ကစားသမားတူဦးပေါ့လေတကယ်တော့သူ့ကိုခေါ်ချင်ဆိုတော့ဖေဘီယိုဘီရဲရောက်ကြတဲ့ကအေဂျင့်လုခံလို့ရတဲ့အနေထားမှာရှိတယ်။နောက်ထပ်တစ်ယောက်ကတော့ဘန်ဂျမင်ဆက်စကိုအာဆင်နယ်ကိုရောက်လာဖို့အတွက်အနည်းဆုံးပလေယာလို့ထင်တယ်။အများဆုံးဆက်သွယ်မှုတွေလုပ်ခဲ့ ဲ့သလို agreement တွေလည်းမျိုးစုံရှေ့မှာကြံခဲ့တဲ့နေရာဒီတုန်းကလည်းနီနီကက်ကက်ဆွေးနွေးခဲ့ဆက်ဆံခဲ့မှုတဲ့ကစားသမားတူဖြစ်တဲ့အတွက်ပြောင်းရွှေ့ကြေးအရာလည်းတင့်တော်ပြီးတော့အသက်အရွယ်ပိုင်းအရာလည်းပိုတရှည်အရာရောအများကြီးရှိဒီကစားသမားကိုအာဆင်နယ်တို့နေရာဒီမှာခေါ်ဖို့အနည်းဆက်ဆုံးလို့တော့ကျွန်တော်ထင်တယ်။နောက်တစ်ခါတော့လော်တာရိုမာတီနက်လက်ရှိအာဆင်နယ်တို့ရဲ့အားစာထရိုက်တာတစ်ဖြစ်လာတော့မဲ့အန်ဒရီဘာတာရဲ့စိတ်ကြိုက်တက်စစ်ကစားသမားသို့တော့ လောက်ခလာစာရရောပြောင်းချွေကြီးကြောအရန်မြင့်မာမာဖြစ်ပြီးတော့ကြံခဲ့တဲ့တွေမှာစကြုပ်တိချုပ်ထားခဲ့တဲ့ဒီအာဂျင်တီးနားသားကိုအာဆင်နိုခွေဖို့တော့တော်တော်လေးခက်ခဲမယ်ထင်တယ်မရောက်လာဖို့တော့မှများပါတယ် ဘာကျွန်တော်ဆိုပျောက်ရွှေ့ကြီးလည်းများမယ်လောက်ခရစားလည်းများမှာဖြစ်တွေ့တွေ့ပါနောက်ဆုံးတစ်ယောက်ကတော့ဂျိုနသန်ဒေးဗစ်တချို့အာဆင်နယ်ဖန်တွေသဘောကျတယ်ဆိုပြီးမကြာခဏပြောတဲ့ကစားသမားပေါ့လေအလွတ်နဲ့ရပါမှန်ပေမဲ့အလွတ်နဲ့ရတဲ့ကစားသမားရဲ့နောက်ွက်မှာအေဂျင့်ကိုလက်မှတ်ထိုးခြင်းနဲ့ကစားသမားကိုလောက်ခရစားမြန်မာစာပေးရခြင်းရဲ့နောက်ွက်တွေနောက်ပြီးတော့ကိုပိုင်စပွန်ဆာယူခွင့်တွေဂျာစီရောင်းခွင့်ဝင်ငွေဘလောက်အဲ့လိုမျိုးတွေအများကြီးကစားသမားနဲ့ညှိနှိုင်းမှာဖြစ်တဲ့အတွက် ပြီးတော့လည်းအလွတ်နဲ့ရောက်လာနိုင်တဲ့ကစားမဖြစ်တဲ့အတွက်ဝိုင်းပြီးလူကြမဲ့အသင်းတွေအပြိုင်ဆိုင်ပြီးမဲ့လောက်ခစားအနေထားကြီးမှာတော့အာဆင်နယ်ကိုရောက်လာဖို့တော့ရာခိုင်နှုန်းနဲ့ထင်တယ်ဒီစင်းင်းနဲ့မှာတော့အာဆင်နယ်ကငွေပိုသုံးပြီးသေးချာလိုက်မယ်ဆိုရင်တော့အီဆက်ကိုရနိုင်တယ်ဒါပေမဲ့ငွေကိုဘတ်ဂျက်အနေထားနဲ့သုံးမယ်ဝင်ကလည်းဖြည့်ကျင်တယ်ခန့်စစ်ကွင်းလည်းလည်းထပ်ပြီးဖြည့်ဖို့ဆန္ဒရှိတယ်အရန်ကိုသမားလည်းခေါ်မယ်ဆိုရင်တော့ဘတ်ဂျက်မီဆက်စကိုကအာဆင်နယ်တို့ခေါ်ဖို့ဘတ်ဂျက်ရအဖြစ်နိုင်ဆုံးထိတ်တန့်တိုက်စစ်ကောင်လို့ကျွန်တော်ကထင်ပါတယ်အဆုံးထိကြည့်ပြတယ်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်